ားပါရှင် MCN သတင်းဌာနကနေနေ့စဉ်စီစဉ်တင်ဆက်ပေးနေတဲ့ Business Today စီစဉ်ကကြိုဆိုပါရစေ။ဒီစီစဉ်ကနေနေ့စဉ်နိုင်ငံတကာသုံးငွေကြေးပေါင်းစည်းနှုန်းနဲ့တူရွှေစည်းနှုန်း73စည်းနှုန်းနဲ့စံစည်းနှုန်းပါဝင်စီးပွားရေးဆိုင်ရာထူးခြားမှုသတင်းတွေကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ အခုပထမဆုံးအနေနဲ့နိုင်ငံတကာသုံးငွေကြေးပေါင်းစည်းနှုန်းတွေကိုတက်ဆက်ပေးတော့မှာပါဒီကနေ့2019ခုနှစ်ဇန်နဝါရီလ28ရက်တောက်ကြာနေ့အတွက်ပြည်တွင်းပြည်ပမှာလဲလှယ်နေတဲ့ငွေကြေးစျေးကွက်တွေပါဆိုရင်တော့ American Dollar ကိုမြန်မာကျပ်ငွေ1345ကျပ်ဥရောပတယူရိုကိုမြန်မာကျပ်ငွေ1438ကျပ်စင်ကာပူဒေါ်လာကိုမြန်မာကျပ်ငွေ943ကျပ်တရုတ်ရွန်ကိုမြန်မာကျပ်ငွေ195ကျပ်အိန္ဒိယဒရူဘီကိုမြန်မာကျပ်ငွေ16ကျပ် ဘလေးစားဒရင်ကစ်ကိုမြန်မာကျပ်ငွေ304ကျပ်နဲ့ထိုင်းတစ်ပတ်ကိုမြန်မာကျပ်ငွေ38.39ကျပ်ဝန်းကျင်တည်တည်ပေါက်ဈေးရှိနေကြပါတယ်။ဒီကနေ့မြန်မာနိုင်ငံဘူပန်ကဖော်ပြတဲ့အမေရိကန်ဒေါ်လာဈေးနှုန်းတွေဟာအရင်ရက်တွေကတည်းကအနည်းငယ်လျော့နေခဲ့ပြီးပြည်ပပေါက်ဈေးခြေနေကတော့1355ကျပ်ဝန်းကျင်ပေါက်ဈေးရှိနေသေးတာပဲဖြစ်ပါတယ်ရှင်။ ဆက်လာပြီဒီကနေ့အတွက်ရွှေစင်းနှုန်းခြေနေတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ဒီကနေ့ညနေတီမြန်မာရွှေစင်းကွက်မှာ16ပဲရတဲ့ကြသားအယောင်းစီ86000ကျပ်နဲ့အဝယ်စီ86100ကျပ်ဈေးပြခဲ့ပါတယ်။ကမ္ဘာရွှေစင်းမှာဆိုရင်တော့တစ်ထရောင်စကိုအမေရိကန်ဒေါ်လာ1182.25ဒေါ်လာပေါက်ဈေးရှိနေပါတယ်ရှင်။ရန်ကုန်မြို့က73စီစင်းနှုန်းခြေနေတွေကိုတင်ပြရမယ်ဆိုရင်တော့ဒီဇယ်တလီတာကို690ကျပ်ကနေ900ကျပ်ဝန်းကျင် ပရီမီယာဒီဇယ်1လီတာကို930ကျပ်ကနေ920ကျပ်ဝန်းကျင်။အော်ဒိုင်းနာဒီ2လီတာကို900ကျပ်ကနေ930ကျပ်ဝန်းကျင်။အော်ဒိုင်းနာဒီ5လီတာကို940ကျပ်ကနေ950ကျပ်ဝန်းကျင်တည်တည်ပေါက်ဈေးရှိနေကြပါတယ်။စက်သုံးရည်စင်းလုံးတွေဟာပြီးခဲ့တဲ့ဒီဇင်ဘာလကတိုင်းခုချိန်ထိမပြောင်းလဲပဲနဲ့တည်ငြိမ်နေပါတယ်ရှင်။ဒီကနေ့အတွက်စမ်းစင်းလုံးပြောင်းလဲတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ အမရစံညာဒိတ်ကိုရေးသေးပေါ်မူတည်ပြီး19000ကျပ်ကနေ20000ကျပ်ပေါင်းခြင်းရှိပြီးတော့စံချောပေါ်စာမွေတိတ်ကိုလည်းရေးသေးပေါ်မူတည်ပြီး3000ကျပ်ကနေ32000ကျပ်တိရှိတယ်လို့မြန်မာနိုင်ငံဆက်စပွားကုန်စည်တန်းဝါရန်ကနေသိရှိရပါတယ်ရှင်။ဆလာဘီဒီကနေ့ရန်ကုန်စတော့အချိန်နောက်ဆုံးဈေးကွက်ခြေနေတွေကိုတင်ဆက်ပေးရမယ်ဆိုရင်တော့ First Myanmar Investment Company Limited ကစုရှယ်ယာတစုကို14000ကျပ်နဲ့ဈေးပွင့်ထားပြီး13500ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်။ မြန်မာတီလဝါအစည်းအဝေး Holding Public Limited ကတော့အစုစရာတစုကို4100ကျပ်နဲ့စတင်ဈေးပွင့်ခဲ့ပြီး4100ကျပ်နဲ့ဈေးပိတ်ခဲ့တာပါမြန်မာ Citizen Bank Limited ကတော့အစုစရာတစုကို6000ကျပ်နဲ့ဈေးပွင့်လာပြီး8900ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ် First Private Bank Limited ကတော့အစုစရာတစုကို3350ကျပ်နဲ့ဈေးပွင့်လာပြီး3350ကျပ်နဲ့ဈေးပိတ်ခဲ့ပါတယ်ရန်ကုန်စတောက်အချင်းဈေးကွက်မှာမြန်မာတီလဝါရဲ့အစုရှယ်ယာတွေကိုအကြမ်းအားဖြင့်ရောင်းဝယ်မှုတထောင်ကျော်နေ့စဉ်ပြုလုပ်နေကြတာဖြစ်ပါတယ်ရှင်။ MCN သတင်းထနာရဲ့ business တူရီစီစဉ်တွေကို www.mcntv.biz နဲ့ Facebook လိုမျိုးကိုရဆာမျက်နှာပေါ်မှာတော့ MCNTV News မြန်မာဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ MCN သတင်းထနာရဲ့ရုပ်မြင်သံကြားစီစဉ်တွေမှာကြော်ညာထက်သွင်းလို့ရဆိုရင်တော့ဖုန်းနံပါတ်0933638469ကိုဖြစ်စေ email လိပ်စာ newsroom.mcn@gmail.com ကိုဖြစ်စေဆက်သွင်းနိုင်မှာဖြစ်ပါတယ်။ MCN သတင်းထနာရဲ့ business တူရီစီစဉ်ကိုကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်။ကျွန်မမတင်စားပါရှင်။